အခုမင်းတွေ့နေတဲ့လက်ကြောက်ဆောင်ကြီးကတော့ရွှေထွက်နေတဲ့ကြောက်ဆောင်ကြီးပါရွှေတစ်ခုပဲထွက်လာတာဆိုတော့မဟုတ်ပါဘူးရွှေလက်ထွက်ပါတယ်ဘောခဲတတုအဲ့ဒါတွေလည်းဝင်ထွက်ပါတယ်ဒါကတော့ရွှေထွက်တဲ့ကိစ္စပါဒါမျိုးကိစ္စတွေကရွှေထွက်ပြီဆိုရင်ပြောင်းမှုစီလို့ရွှေစီးတွေထွက်တတ်ပါတယ်အဲ့လိုမျိုးရွှေထွက်ပြီဆိုရင်ရွှေရောကောင်းရင်ကောင်းတယ်လို့ကန်ထိုးရန်ခွဲလောက်ရပါတယ်ကောင်းတယ် နောက်ကလူကအိတ်ကင်ထားပြီးတော့ရှေးကလူကကျုံပေးပါတယ်။ရှေးကလူကကျုံပေးပြီးတော့နောက်ကကောင်ကပေါ်တစင်ပေးပါတယ်။အဲ့လိုတရားတစင်လက်ဆင့်ခံပြီးတော့မှတွင်းပေါ်ကိုရောက်အောင်တရားတာပဲဖြစ်ပါတယ်။ဒါကတော့ခုနကကြည့်နေတဲ့ကိစ္စပါ။ဒီကိစ္စကရွှေပါနုံများတတ်ပါတယ်။အခုလိုကိစ္စတွေကနေညတို့ဝတ်နေတဲ့လက်စွပ်တွေဆွဲချူတွေ နှခက်တရားဟောဒီလိုခဲတရားနေတွက်ပုံတွက်နေကိုနောက်ချရင်ဘီလိုတဘောပြေတက်တင်ပေးပါမယ်အခုကတော့ခဲရပုံလဲများပါတယ်ဒီခဲသားနဲ့ပတ်သက်ပြီးတိရလေးရှိရင်လည်းကွန်မန်မှာမှတ်သားပြလို့ရပါတယ်ကျွန်တော်ဘက်မှာတော့တတ်ထူလဲထွက်တယ်ပုံလဲထွက်တယ်ချွေလဲထွက်ပါတယ် ဒါကတော့ခုနကမလိုအပ်တဲ့အခြေတွေပါအဲ့ဒီအခြေတွေကိုတော့တနည်းအောင်နှုတ်ပစ်တာပဲဖြစ်ပါတယ်ဒါလိုအပ်မယ်ဒီလိုပြပေးတာပါကျွေးဆိုတာဘယ်ကနေရတယ်ဆိုတာလိလန်နေတဲ့သူတွေတဘာဝတွတ်တွတ်ပစ္စည်းအကြောင်းတွေတဘာဝတရားဇာတအကြောင်းတွေရွှေနဲ့ပတ်သက်ပြီးရွှေရဲ့အဓိကအရင်းမြစ်ကဘယ်ကလဲလာတယ်ဆိုတာလိလန်နေတဲ့သူတွေအတွက်ကျွန်တော်ရဲ့ YouTube channel ကရွှေနဲ့ပတ်သက်ပြီးတင်ပြနေတာဖြစ်လို့ ล่ยันสักครั้งเนี่ยอาไปเก็บเอาน่าเลยวิดีโอนี้สปีอาไปบุตรแหวะลองสูบอะไรอืม 我们家我们家表，嗯，我们家表，哎，我阿妹这个东西呢，手工的，也厉害了。ကျွန်တော်တို့ဒီနေ့ရှာတွေ့တာလည်းကဲလေးပြပါမယ်။ကဲကသလင်းသားရဲ့ဗဟန်းလျှော့ရဲ့ကက်နေတာဘောလေးရဲ့နည်းနည်းဘောတော့မပါပါဘူး။သလင်းသားနဲ့ခဲနဲ့ခဲတွေပါရဲ့ခက်မတင်ပါတတ်ပါတဲ့ဒီနေ့ရထားတဲ့ပုံချိုးလေးပါ။ နေရတိုင်းဘုံကျော်လေးပြပေးတာပါဘုံကျော်ကဗဟန်းရဲ့စလင်းသားရဲ့စလင်းသားများတယ်ဗျာဒါမျိုးဆိုရင်ရွှေပါတတ်ပါတယ်တည့်ရသူရှိရင်လည်းဝင်ရခဲ့ပါအောင်နော် YouTube channel မှာပြည်စုံတင်လာပါတယ်